stock investing တရုတ်အမေရိကန်ပြန်ချ stock ဈေးကွက်ကျဘလောက်ထိစိုးနိုင်လဲရွှေနဲ့ stock ဈေးကွက်မှာရှေ့လျှောက်ဘာတွေဆက်ဖြစ်နိုင်လဲပို့ပြီးချမ်းသာအောင်ဘာတွေပြင်ဆင်သားမယ်ဆိုတာကိုဗီဒီယိုလေးအဆုံးထိကြည့်မြောက်ဆိုရင်သိသွားမှာဖြစ်တယ်ကဘာပတ်အမေရိကန်မီနနာ stock option ပညာရှင် channel ကကြိုးစားပါတယ်ဘယ်နေရာကြည့်နေလဲခမအောင်ပါ နေတာပါมีไฟเนี่ยအခုကြည့်ရမှာဆိုရင်အာလုံးနှီးပါလို့ကနေနေတယ်เนาะအော်တိုဘတ်ဆယ်နေမှာတောက်ကြနေမှာကြာအပတ်3.45%ကြာတယ် Amazon 4.9%ကြာတယ် Tesla 5.06 Google 1.95 Meta 3.85 Nvidia 4.89 Broadcom 5.91 Microsoft 2.19 AMD 7.72 ခွန်ခေါ7.29အများကြီးအများကြီးကြာ JB Morgan ကြာဘန်လဲကြာတယ် software တွေကြာတယ်ပြီးပါရဲ့အာ asset manager ဒါတွေကြာတယ်ကျန်းမာရေးပတ်သက်တာကြာအကုန်လုံးနှီးပါလို့လို့ကြာနေတယ်ဒါပေမဲ့စိတ်နေအောင်ရှိပါတယ်ဆိုတာကိုစုမ defensive တဲ့ဒါကြောင့်လည်းဆိုလူတွေကြောက်တာကြောက်တဲ့အခါမှာ recession ဖြစ်တော့မလားဒီပိုဆုံးမလားကိုယ်စမဒီဖန်ဆယ်ဝယ်ထားဝယ်ထားကြအနေကျင်းပဲနည်းနည်းပဲ စိုင်းနေပါတယ် SME5 လို့ကြည့်တတ်မဆိုရင်2%ကပါစကြတယ်เนาะတောက်ကြနေမှာတရေထက်မှကြာအရန်ကြာဒီမကြတော့ကြာရပြီ Nasdaq 3.5%ပါစကြတယ် Dow Jones 1.9%ကြာတယ်အဲ့ရလူတွေတော်တော်များပြောကြတယ်လူများစုเนาะအကုန်လုံးလို့ stock စီးတော့မှာပတ်စံရှုံးမှာပဲအဲ့လိုမထင်နဲ့တချို့ပုံကိုယ်တွေ stock စီကောင်မှာပတ်စံမြက်တယ်ဘယ်သူလဲဆိုတော့ကဘာပတ် American Minena stock ပင်ရရှင်တဲ့သူ့ရဲ့တပည့်တွေပတ်စံမြက်ပါတယ်အော်သူပါ10ရက်နေမှာတရက်ထက်မှဘယ်လောက်မြက်သွားဆိုရင်3000ကျော်မြက်သွားတယ်နော်အော်တိုဘားလာကြည့်လိုက်မယ်ရှေ့ရ10ရက်3ရက်ပဲရှိသေးတယ်ဘယ်လောက်လဲ12000ကျော်အမြက်အိုင်ရောတရက်4000ကျော်ပေါ့အော်တိုဘားလာတရက်နေရနေပြီးတော့10ရက်နေ trading days က10ရက်စလေးစမ်းနေရပိတ်တယ် ကြည့်ကြည့်ကဘလောက်မြတ်ဆို16000ကျော်အာရောတရက်2000ကျော်အသာလေးပဲအဲ့ဒါကြောင့် stock share ပညာဆိုတာပညာတက်တက်တလို့ stock secret ကြတယ် view size ရမလို့ AC မြင်နေတယ်လူတိုင်းတော့မမြင်တော့လူများစုမမြင်အဲ့ဒါကြောင့်လူများစုထင်တာက stock secret ညီနေမဲ့ဆိုရင်အကုန်လုံးရှုံးပါမယ်ဆိုပြီးထင်နေကြ low one low one မှားတယ်ဘာကြောင့် stock secret ကြတယ် တရုတ်နဲ့အမေရိကန်ကပြန်ပြီးတော့ terrible ပြန်ချမှတ်အခြေရှိနော်တရုတ်ကနေပြီးတော့ US company ဖြစ်တဲ့ Qualcomm ဆိုအမှုစစ်ဆေးတယ်နော်သူက Israel company Autodot ဝယ်တယ်ဝယ်ရတော့ monopoly အနေနဲ့လဝါကြီးအုပ်ပြီးတော့လုပ်မလားဆိုပြီးတော့စစ်ဆေးတယ် Qualcomm ကတရုတ် customer များပြန်နော်တရုတ် Xiaomi ရော smartphone တွေအားလုံးအားလုံး Qualcomm chip တွေတုံးထားတယ်အဲ Qualcomm Qualcomm ကတရုတ်ဈေးကွက်တော်တော်များများစီရတယ်ဘာလို့ကြီးရအဲ့ဒါကြောင့်စွန်းစွန်းစဲပါဆက်ကြောကြပါမယ်เนาะတရုတ်ကနေပြီးချတယ်ပြီးတော့အဲ့တခုတည်းမဟုတ်လေ Nvidia ဟာ Nvidia chip ပြတယ်တရုတ်ကရစ်တယ် Nvidia တင်ပို့ချင်ကုမ္ပဏီတွေဆိုရင် Nvidia chip ပြရောက်လာမှာစစ်တယ်အဲအဲ့လိုမျိုးတရုတ်ပြန်ပြီးပညာပေးနေပြီအမေရိကပြန်ပြီးပညာပေးနေတယ်เนาะအဲ့ဒါတခုတည်းမဟုတ်နောက်ထပ်တရုတ်ကလည်းအမေရိကကိုစောင့်နေကြားတာအမေရိကက တရုတ်သိမ်းမိုးနေဆိုရင်ပတ်စံယူတယ်နော်ပတ်စံယူရဲ့ဂျိုးဘိုင်ဒန်ဗရက်ဆစ်ဂျိုးဘိုင်ဒန်လက်ထက်လက်ထက်ကစပြီးယူထားတာတတန်ကိုဒေါ်လာ50ယူထားတယ်တရုတ်သိမ်းမိုးဆိုရင်နော်စိတ်ကမ်းရောက်ရတဲ့အေးတတန်ရှိရမှာဒါတရုတ်သိမ်းမိုး50ဒေါ်လာစပါတန်ပေးအောင်အတန်အများကြီးဆိုရင်ပတ်စံများပေးအောင်တရုတ်ကလည်း US ပြန် charge 400 yuan နဲ့အခုဆိုရင်56 ဒေါ်လာပါတန်ပေါ့ဒါပေမဲ့ထူးခြားတာပါလားဆိုတော့တရုတ်တင်မောကပုံများကဘာမှ50%ကျော်ရှိရနော် USA တင်မောကကဘာမှ0.1%ပဲကြည့်ရ53.3%တရုတ် USA က0.1%အဲ့တော့ USA ကဘာမှတိတ်ထိပ်မှာမဟုတ် USA တင်မောတွေကနော်တရုတ်တင်မောကပုံပြီးတော့ထိတယ်ဒါပေမဲ့တရုတ်ကတင်မောကဈေးကအလောက်ကြီးမကြီးဘူးဆိုရင်တက်တာဆိုရင်လူတွေကနည်းနည်းပါပေးပေးမှာပဲရေရှည်မှာဆိုတော့တရုတ်မဟုတ်တဲ့တခြားတင်မောရဲ့ဈေးကို ရောက်ရောက်အောင်ပါပါစီးပွားရေးတယ်ဟုတ်မှာအဲ့ဒါ USA လောက်ထားတာ USA လောက်ထားတာတရုတ်ကပြန်ပြီးတော့တုံ့ပြန်တာနော် USA လောက်ထားကြားလာခုမှတရုတ်ကပြန်ပြီးတော့တုံ့ပြန်တာဒါပါပြလာလဲဆိုတော့တရုတ်ကပို့ပြီးတော့အာဏာရှိတာပြီ USA ကိုမကြောက်တော့နော်ပြည်တိုက်ရော USA နဲ့တရုတ်ဘလူအားပေးပါလဲလေကိုမမှရေးတာပါပြီးတော့နောက်အဲ့ရောနောက်ထူးရှိတယ်တရုတ်ကနေပြီးတော့ မြေရှားတက်တူတွေကဘာအနောက်တင်ပို့အောင် restrict လုပ်တာ US နိုင်ငံတန်နိုင်ငံလည်းမဟုတ်လုပ်တာတော့ passive trade တာမကျေနပ်တော့ဒါကြောင့်မြေရှားတက်တူတွေဆိုရင်ဘယ်နေရာမှာတုံးများဆိုရင် semi container မှာတုံးမယ်ဖုန်းတွေမှာတုံးတယ် EV car တွေမှာတုံးတယ်နော်လက်နက်တွေထုတ်တဲ့နေရာ weapon တွေထုတ်တဲ့နေရာမှာမြေရှားတက်တူ processing နေနော်တုံးတယ်90%တော့ processing ကတရုတ်ပြည်လာမြေရှားတက်တူကနေတော်တော်များများထွက်တယ်ဒါပေမဲ့ အမေရှာတက်တူကိုတန်းစင်ပြီးတော့အတုံးချောက်ရအောင်ဆိုတော့တရုတ်ပြည်ရပဲနီးပညာရှိရ90%ကမ္ဘာမှာ90%အဲ့တော့တရုတ်ကမူလပူလီဖြစ်နေနော်ရဝါကြီးအုံထားပြီးအာရာရှ်တော်တော်လေးကြီးနေကြီးနေတော့အေး US ရတယ်တရုတ်ပြည်ကိုတင်ပို့မဲ့စမီကွန်တန်တာတွေချစ်ပြားနေဆိုရင်မလုပ်နဲ့ကန့်တတ်နေမလားအဲ့တော့ဘယ်ရမလဲတရုတ်က US ရောဒဲရမလို့အဲ့တော့ तू ကဒဲမဖြစ်ချင်ဘူးတရုတ်ကဒါပေမဲ့ပညာပေးချင် US ရောအဲ့တော့တကဘာလို့တင်ပို့အောင် restrict လုပ်လိုက်မယ်ဆိုတော့ကြည့်ရလေတရုတ်က USA နိုင်ငံတနိုင်ငံမှာယူပဲတရုတ်ပြည်ကိုတော့ကောင်းကောင်းခြောက်ရဆိုတော့ကြည့်တခြားနိုင်ငံတွေကဒီကငြိမ်းနေမှာဆိုတော့ကြည့်အဲ့ရောတရုတ်ကတကမာလို့ restrict လုပ်လိုက်လုပ်လိုက်တော့ basic ထားတာမကျေနပ်တော့မကျေနပ်တော့ပဲလေဘာလို့လဲဆိုတော့ tariff 100% impossible no what the energy အခုလက်ရှိ30%မလားတရုတ်ပြည်ကတွင်းလာတဲ့ ်ပစ္စည်းရောဆိုရင်30%ခိုးကောက်တဲ့အမေရိကန်ပြည်သူလူထုကပေးတာပေါ့နော်အာစီးပွားရေးတမိုင်းကုမ္ပဏီကြီးရာနည်းနည်းပါးပါးစိုက်ဆိုင်ထားမှာပေါ့အဲ့ဒါကနော်အာဒါပေမဲ့အများစုကနောက်ဆုံးမှာအမေရိကန်ပြည်သူလူထုကပေးရမှာ130%ဆိုတော့2ဆကျော်ပါနေမှာနော်2ဆကျော်ပါအဲ့တော့အဲ့လိုဖြစ်တော့တရုတ်ရယ်ငြိမ်မခံဘူးပြန်ပြီးတော့အာ100%လောက်ပဲဆိုတရုတ်ကပြန်ပြီးတော့ဆော်လာ terrible မဖြစ်ချင်ဘူးဒါပေမဲ့ ဖြစ်လာမှာဆိုရင်မကြောက်ဘူးဆိုပြီးတော့တယောက်ကပြန်ပြီးပြောอืมအဲ့လိုပြောလိုက်တာကသူကအချိန်ပေးတာချက်ချင်းပြန်ပြီး retaliate မလုပ်ဘူးတယောက်ကတည်းရဲ့အာစရဖြစ်ပြီးသွားဆိုတော့ trauma ပြန်ပြီးတော့ရုပ်သိမ်းရုပ်သိမ်းနေမှာပြောမရအောင်ဆိုတော့เนาะသူကအချိန်ပေးတာချက်ချင်း retaliate မလုပ်ဆိုတော့ april လောက်ဆိုတော့ချက်ချင်း retaliate ပြန်လုပ်တယ်အာ basic trauma တကမာလို့ terrible လုပ်တယ်လုပ်လို့ကြောင့် stock synchronization အရန်ထူကြဒီတစ်ခါပို့ပြီးတော့များထူကြနိုင်မလား ဒီလိုမျိုးတရုတ်နဲ့ပတ်သက်တဲ့စီးပွားရေးနဲ့ပတ်သက်တဲ့ဗီဒီယိုတွေအမေရိကန်စီးပွားရေးပတ်သက်တဲ့ဗီဒီယိုတွေ stock secret နဲ့ပတ်သက်တဲ့ဟာတွေရွှေနဲ့ပတ်သက်တဲ့ဟာတွေနော်ဒေါ်လာစစ်စီးပွားပညာရေးဆိုပို့ပြီးတက်ချင်ဆိုရင်ဒီ channel ကို subscribe လုပ်တော့မှာဟေးတရုတ်ရဲ့ US ကိုပြန်ပြီး subscribe လုပ်ဒါ the best stand နဲ့ USA ကြတော့တရုတ်ပြည်ကိုတင်ပို့နေတဲ့ချစ်ပြားတွေကုမ္ပဏီတွေเนาะ တိတိကျကျ restrict လုပ်ထားတယ်တရုတ်ပြည်ကိုအများကြီးတင်သွင်းတင်ပို့မရအောင် MB နဲ့ chip ဆိုတင်ပို့မရအောင်အခုကြောင့်ဘာလို့ဖြစ်လာလဲဟာငါဒီမျိုးမြေရှားတက်တူတွေကိုပြန်ပြီး restrict လုပ်လာ US ကမကြိုက်တော့မလားမင်းမကြိုက်တော့မလားဟုတ်မှာငါ့အကြောင်းလုပ်ပြီးတော့မင်းကငါပြန်လုပ်အောင်မင်းကမကြိုက်ဒါမင်းရော target လုပ်အောင်မဟုတ်ဘူးတကဘာလို့လုပ်ထားတော့နော် US ပဲ target လုပ်အောင်မဟုတ်တော့အဲ့ဒါမင်းကမကြိုက်တော့ဆိုတာဒါ the best stand နဲ့ပဲကိုယ့်အောင်ပြန်စဉ်းစားမှာကိုပါအမားကြီးလုပ်ခဲ့တယ်တရုတ်ပေးခြင်း message ရအလားပဲ ။ဟောအဲ့ဒါအဲ့ဒါပေးချင် the best standard ပြောချင်။ပြီးတော့တရုတ်ကအဲ့လိုမျိုးဒီလိုမျိုးတင်းကျက်တာဘာလဲဆိုမကြမီမှာနီကိုရှေးတော့ရတော့နော်ဘဲစီရဲ့ထရမ်နဲ့ဘဲစီရဲ့ရှင်ချင်းပင်နေတာတွေ့တော့မှာအာစောက်ကူရမှာနောက်နောက်နှစ်ပတ်ဆိုတွေ့တော့မှာတွေ့တော့ကကြိုပြီးတော့သူကနီကိုရှေးရဲ့ပါဝါတရုတ်ကအင်အားပြအမှပါဝါရှိတယ်ဆိုတော့အာနေကောင်းကောင်းလောက်အော်ဖာပေးအော်ဖာမပေးဘာချလို့ရတယ်ဆိုပြီးတော့အဲ့လိုပြဖြစ်တဲ့နေနော် အများကြီးဖြစ်နေတယ်။ဘလိတန်ရာဘလို့ဖြစ်မယ်လို့ထင်ပါလေ။ဟောတခြားနောက်ကွယ်အောင်မတိတဲ့အကွက်လေးတွေများရှိမှလား။ကိုမအမရေးတာပါ။ရွှေဈေးကွက်ဘာဖြစ်မလဲ။ရွှေဈေးကကျတက်တာပေါ့။အော်တိုမားစနေရီမှာဆိုရင်ဝေါ်ဘတ်ဆယ်ဖုန်းပါဆာတက်သွားပြီ။လေးတော့ကျော်ပါပြီ။ဆရာရွှေဗီဒီယိုလုပ်ထားတယ်။ playlist မှာတွေ့ကြည့်လို့ရတယ်။ရွှေဈေးခံမန်းလိုက်။နောက်နှစ်အတွက်ရွှေဈေးဘာဖြစ်မလဲ။ဆက်တက်နိုင်မယ်အကြောင်းရင်းပြောတာ။ဟုတ်ဆရာဗီဒီယိုလုပ်ပြီးတော့ဆက်တက်တာပဲ။ လောက်ကဘာလို့1.9%တက်တယ်တလားဆိုရင်နောက်က4.7%တက်တယ်ဆရာလုံးထားတာပဲလုံးပြီးတာတက်တာပဲတော့ရေရတူတဲ့ဆိုရင်52.54%တက်တယ်ဒီလိုကမတိမငင်ပုံဖြစ်နေမှာဆိုရင်ရွှေဈေးကဒီကပိုပြီးတော့တက်နိုင်ချေရှိနော်ဒီကပိုပြီးတော့တက်နိုင်ချေရှိအဲ့ဒါအဲ့ဒါတော့အမှန်ပဲအာရွှေကတော့ဆရာတော့ bullish ဖြစ်တယ် stock စီပွဲကြတော့ဆရာခမန်းကတော့အော်တိုဘားတော့ဖူးဘက်ဖြစ်မှာဆိုရင်အောင် နော်ဖြစ်ဖို့ခင်ရများလားပူပတ်ဖြစ်ွားရဆရာခမန္နာလည်းဖြစ်သွားတယ်နော်ပေထိုမခမန္နာလည်းဒီဗီဒီယိုမှာအများကြီးပြောထားတယ်အာဖြစ်ပြီးွားဖြစ်ွားဆိုတော့ပူပတ်ဖြစ်စိုးရောင်မှနိုမဒီဇင်ဘာမှာပူကောင်းနေမှာနော်အဲ့လောက်ကြီးကြာမှာမဟုတ်ပြီးွားရင်ဒီအောက်တိုဘာပူပတ်ကဧပြီလောက်ဆိုးမှာမဟုတ်ဧပြီအရင်ဆိုးတာနော် crash ဖြစ်တာဒါပူပတ်တို့မှာ conversion ပဲ conversion ဖြစ်ချင်မှာဖြစ်တော့ပူပတ်တွေပဲဖြစ်မှာဖြစ်ပြီးတော့ အာဖူးပတ်ဆိုတာ stocks တွေက5%လောက်ကျတာပြော။ conversion ဆိုတာ10%ကျတာ။နော်။အာ crash ဆိုတာတော့20%ကျတာ။အဲ့တော့အဲ့လိုဆိုမှမဖြစ်ဘူး။ခဏလေးပဲဖြစ်လို့ညာတယ်။နော်။ဒါပေမဲ့ပြင်ဆင်သားမှာပါတယ်။ဘာပြင်ဆင်တာဆရာ beginner ဖြစ်တော့မယ်။အခုဆိုရင်ဆရာလုံခဲ့တဲ့10နှစ်ကျော်ဆရာကိုပြန်ပြီးတော့ဘာသင်ပေးခြင်းလဲ။နော်။ဘာမှစိတ်လှုပ်ရှားကြမလို့။ ဒါ very normal ပုံမှန်ပါပဲ stock sequence ကကောင်းတဲ့ကုမ္ပဏီဆိုရင်အမြဲတမ်းကြိုင်ရမယ်ဘယ်တော့မှမရအောင်ဘာပဲဖြစ်နေဖြစ်နေအရန်အချိန်တွေတော်တော်များများမှကြိုင်ရမယ်နော်ရောင်းမဲ့အချိန်ရောရှိတာပေါ့ဒါပေမဲ့အရန်ရှားပါတယ်အာဒုတိယတတိယကမ္ဘာစစ်ဖြစ်တယ်စိတ်မပူဆရာကြိုင်ရမယ်ကောင်းတဲ့ကုမ္ပဏီဆိုကြိုင်ရမယ်ဒီဝိုင်ဆရာမဝေရတဲ့ကုမ္ပဏီဆိုရင် DCA ပုံမှန်လောက်ထားမယ် DC ရဲ့ပုံမှန်လုပ်တာပုံမှန်လုပ်မျိုးကုမ္ပဏီတွေဝယ်နော်ဒီအမျိုးအခြေအနေမျိုးကဝယ်ဖို့အကောင်းဆုံးအခြေပါဆိုတော့နောက်နေ့တဲ့သူကျူလီပီစင်နာမလေး No one is bala နဲ့ကျူလီပီစင်နာမလေးနော်ဒါတော့ဆရာ beginner အနေနဲ့ဘယ်လိုလုပ်မလဲဆိုတာကိုယ့်အကူပြန်ပြောရမှာဘယ်သူမှ financial advice မပေးပါဘူးဘာလေလုပ်ရမလဲဆိုတာကိုယ့်အကူတေးချပညာသင်ပြီးတော့စဉ်းစားလေ့လာပြီးတော့မှကိုယ့်အကူဆုံးဖြတ်ချက်ချပါနော်ဒါပေမဲ့အရေးကြီးရပါတယ်ဆိုတော့ USA နဲ့တရုတ်ပဲ trade war ဖြစ်ရခါ tariff ဖြစ်ရခါဆရာအစစ်စစ်90ရှိပိုပြီးချမ်းသာမလို့လုပ်မလဲအဲ့ဒီဗီဒီယိုဆရာပေးထိုးတယ်မှာပေးထားပါတယ်မကြည့်ရသေးပေးထိုးရင်တွားပြီးကြည့်ရပါတယ်ကြည့်ချင်ဆိုရင်ပေးထိုး join ရပါတယ် link မျိုး YouTube video description မှာရှိပါတယ်ပေးထိုးဒီဗီဒီယိုလောက်ထားတာဆိုဘာထူးခြားလဲဆိုအာပြောရပေးထိုးอ่ะ ကျွန်တော်ကတော့ stock စီကွက်ဖွင့်ရခါကျဘာလုပ်မလဲဆိုစဉ်းစားနေအခုကဗီဒီယိုကြည့်ပြီးရဲ့နောက်တော့ဘာလုပ်ရမလဲဆိုတာတိတိကျကျပို့ပြီးတော့ရုံရုံကြည်ကြည်တည်သွားပါပြီရဲ့เนาะဆရာရဲ့အကြံပြုဆက်ဗီဒီယိုတော့အရင်အကြီးစုတင်ပါတယ်ဒီမှာပြောတယ်ဒီအချိန်မှာပတ်ဆက်ပို့ပြီးရရမယ်လို့ထင်တယ်သူကပြောเนาะဒီဗီဒီယိုကြည့်ပြီးတော့ပညာပိုကောင်းတဲ့ကြောင့်ပတ်ဆက်ပို့ရမယ်တဲ့ဒီတပည့်တွေရတယ်ငါပြောဆိုမင်္ဂလာပါဆရာကျေးဇူးအထူးတင်ရှိပါတယ်အရင်အကြီးအချက်လက်တင်ခန်းစာကို ပေးတင်ပေးတဲ့အတွက်အခြေရင်ဆိုးမှာဘလို့ကြိုတင်ကောက်ရမယ်ပြင်ဆင်ရမယ်ဆိုတာရောတပည့်တွေပေါ်ထားတဲ့ဆရာအစစ်တော့အမြဲလေးစားယုံကြည်ရရှိပါတယ်ဆရာကိုချစ်ခင်လေးစားနေတဲ့တပည့်ပါเนาะတပည့်တွေဆရာစီမှာတင်တဲ့၅ခုတက်သွားတဲ့တပည့်တွေဒီနေရောင်တော့ကเนาะအဲ့တော့ဆရာစီမှာတက်သွားတဲ့တင်တဲ့၅ခုပြီးတော့တပည့်တွေအားလုံးအောင်မြင်သွားတာကြီးပဲဆရာမအောင်မြင်တဲ့တပည့်မတွေ့ဘူးတဲ့เนาะအဲ့ဒါကြောင့်အောင်မြင်တဲ့တင်တဲ့သူတင်တဲ့နောက်ထပ်တစ်ယောက် ဖြစ်ချင်တယ်ပရိသတ်ရောကိုယ်တိုင်ဖြစ်ချင်တယ်တေးကြကြကဘာပတ်ချင်တယ်မိဘကျေးဇူးဆက်ချင်တယ်စိတ်ကောင်းရှိတယ်အချိန်ပို့ပြီးတော့မိသားစုပေးချင်တယ်တနေ့တနေ့နေ့တုံးနိုင်ကဘာပတ်မယ်အာကဘာပတ်ရင်လည်းအလုပ်လုပ်ချင်တယ်တနေ့တနေ့နေ့တုံးနိုင်အိမ်မှာမလုပ်ချင်ဆိုရင် stop investing call option put option advance option နဲ့ day trading movement store ကိုတစ်နှစ်တွင်ပြီးအောင်တက်လို့ရပါတယ်အရန်စူးစမ်းပြီးအရန်ဖြစ်ချင်လူတွေက ဖြစ်ပေါ်ခဲ့ပို့ပြီးတော့များပါတယ်။လင့်မျိုး YouTube video description ကမှမှာရှိပါတယ်။ဒီနေ့စရင်သွင်းသွားရင်ဒီနေ့ပဲအောင်မြင်အောင်စပြီးတော့ကြိုးစားရပါပြီ။ခေါင်းချင်တက်လိုက်တာပို့ပြီးအချိုးရင်းရှိတယ်။ဒေယာမျိုးပို့ကောင်းပါလား။ဒေယာပို့ကောင်းလဲဆိုတော့ဆရာကနေ actually actually ကိုငါးလမ်းနီးလမ်းငါးလမ်းရှိတယ်။အဲ့ဒီဓာတ်ကြီးကသူအကြိုက်ဆုံးဒီကောင်တွေကအရင်အထိရောက်တယ်။ကဲအဲ့တော့ expert မဖြစ်ပေမဲ့

ဟယ်လိုဆရာ CIS တော့ရှယ်ယာကလပ်တင်တန်းကိုတက်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်နှစ်ပတ်အတွင်းမှာ3000ကျော်လောက်မြင့်ပါတယ်ဆရာအရင်ကျေးဇူးတင်ပါတယ်ဆရာအဆမှာတော့ CIS အပေါ်တခါလေးမှဖမ်းနိုင်မှုပေါ့နော်နောက်မှနားထောင်နားထောင်တာနဲ့အာကုဆွန်တော့ကျွန်တော် အရင်မဲ့မြင့်နေပါပြီဆရာရန်ကျေးဇူးတင်ပါတယ်ဤရှိအတွက်ရန်ကောင်းတဲ့အလုပ်ပါလူတိုင်းလုပ်တင်တဲ့ကောင်းတဲ့ဟာပေါ့နော်အဲ့ဒါဤရှိအတွက်ကောင်းတဲ့အလုပ်ပါကျေးဇူးပါဆရာရန်ကျေးဇူးတင်ပါတယ်ဆရာဆရာစီမာတင်နာမတက်ခင်တော့ကိုယ့်အကူစာအုပ်ဖတ်တယ်လေ့လာတယ်ဒါမဲ့အသေးစိတ်တော့လေ့လာအခွင့်မရှိဘူးဆရာရီစီမာစီတင်နန်းတက်တော့အသေးစိတ်လေ့လာခွင့်ရှိတယ်ပြင်ဆရာဟောပြတဲ့တင်ခန်းစာတွေကအထောက်အကူရမ်းပြုတ်တယ်ကျွန်တော်အရင်ကမလေ့လာခဲ့ဘူးတဲ့အဲ့ဖဲနီစတော့တဲ့ပက်ထရွန်မှာ ဒဝင်းချင်းအပ်ရှင်အရင်နီနေနေလေးနဲ့အမြတ်မြများရရနိုင်တယ်ကျွန်တော်ဒီနှစ်ပတ်အတွင်းမှာ2000ကနေ3000ဝင်းချင်းလောက်ကျွန်တော်အမြတ်ရသွားပါတယ်ကျေးဇူးပါပဲဆရာဆရာမင်္ဂလာပါဆရာကိုအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ဆရာတင်တာတဲ့ရည်ရနဲ့တလအတွင်းမှာ9000နဲ့900မြတ်ပါတယ်ဆရာရဲ့ဆရာကကျွန်တော်ရဲ့ဒုတိယ ဖရာတဆူတို့ပြောလို့ရပါတယ်။ဆရာစကားနားထောင်ပြီးတော့လည်းမရောက်ဘဲနဲ့တင်ကြတာလေ။အခုတော့အဲ့လိုမရလေဆရာရေးနေကျေးဇူးပဲ။ဒီညူရောလိုက်လေနိုင်ငံပေါ်လာလို့ရှိရင်ကျွန်မစီဆက်သွယ်နေတော့ဆရာစားချင်တဲ့ဆက်မလိုက်ဖို့မလို့နော်ဆရာ။ကျေးဇူးတင်ပါတယ်ဆရာရေရှိဆရာရဲ့စတော့ရှယ်တင်နေမှာတင်နေတက်ပြီးတော့ကျွန်တော် အခုမပေးရပဲနဲ့ဘယ်လိုလုပ်ရမလဲဆိုတာလဲဆရာတည်တည်ချင်ချာတင်နာပြီးတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီမှာလဲကောင်းကောင်းရင်းမြုံနဲ့တက်နေပြီဆရာတင်နာနဲ့တင်နိုင်ကအသေးစိတ်ဖြစ်တဲ့အတွက်ရှင်းရှင်းလင်းလင်းနားလေပြီးမှလောက်တဲ့အတွက်ကြောင့်မို့ အရှုံးနေပြီးတော့အမျက်ကိုမြများရရှိတာဖြစ်တယ်ပြီးလို့ရှိရင်ဆရာကစေတနာအပြည့်နဲ့ကျွန်တော်တို့ကိုသင်ကြားပေးတယ်ပြီးရင်မေးတဲ့ question တိုင်းကိုလည်းအချက်ချက်ပြန်လည်းဖြေဆိုပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်ပြီးတော့အမျက်တွေလည်းအများကြီးရရှိတယ်အခုဆိုရင်သင်တန်းတက်ပြီးတော့တစ်နှစ်လောက်အကြာမှာကျွန်တော်နေ့တိုင်းတစ်နေ့တစ်ထောင်လောက်အမျက်ရရှိနေတယ်ဆရာကြီးဆရာကိုအရင်ပဲကျေးဇူးတင်တယ်ဆရာရိရှိကျွန်တော်ဆရာဗီဒီယိုတွေကိုတစ်နှစ်လောက်ရှိပြီကြည့်ကြတာကျွန်တော်လည်းဆော့နေတာကြာပါပြီဆရာကြီး မနေ့ကမှ stock membership ကို join ပြီးတော့ဆရာရင်ဒီနေ့ဆိုရင်ကျွန်တော်ဘောကမှာအမျက်အများဆုံးရခဲ့တာပေါ့ဒီရက်ထဲမှာပဲ3920ကျွန်တော်မြတ်ခဲ့ဆရာကြီးကျေးဇူးပါပဲဆရာကြီးနောက်ဆုံးလဲဆရာမမ stock membership ကိုကျွန်တော်အများကြီးဝင်မယ်เนาะဆရာเนาะဆရာကိုကျေးဇူးအများကြီးတင်တယ်ဆရာ